န်တိုဂျာရဲ့ပြိုင်မဲ့ပွဲမှာအနိုင်ရနိုင်ချင်းမြက်ကဘီလီယံတထေးကြီးဖြစ်လာတော့မဲ့ဘန်အလုံးမဲမင်္ဂလာပါရှင်ဆယ်လီဇွန်ဘေးကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဘန်ကတော့ UFC ကလပ်မှာမြန်မာလူမျိုးဖိုက်တာတယောက်အနေနဲ့အမြင့်ဆုံးဆိုတဲ့နေရာကိုအရယူထားပေးနိုင်တာဖြစ်ပါတယ်။ဘန်ကအသင့်ငယ်ပေမဲ့လည်းလက်ဆောင်ထက်တဲ့အတွက်သူ့အရေးရှင်တွေကိုတပွဲပြီးတပွဲမြင်တွေ့လာခဲ့ရတာဖြစ်ပါတယ်။အကြခင်မှာဆိုလဲဘန်အတွက်ကဘာကျော်မဲ့အဆုံးဖြတ်ကြီးတစ်ခုကမြဝါထစ်တင်ရောက်ရှိလာတော့မှဖြစ်ပါတယ်။ ဘန်ကပြီးခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာအနံ့ရရှိသွားကချန်ပီယံခပ်ပတ်ကိုစိန်ခေါ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။သူ့ကိုစိန်ခေါ်ခဲ့တဲ့သူကတော့ချန်ပီယံဖိုက်တာတဦးဖြစ်တဲ့ပန်တိုဂျာကစိန်ခေါ်ခဲ့တာပါ။ပန်တိုဂျာကသူ့စီကိုခပ်ပတ်တွေတစ်ခုပြီးတစ်ခုလာလူကြပေမဲ့သူ့ဘက်ကလည်းအမြဲလိုလိုကောက်ွယ်ထားနိုင်တာဖြစ်ပါတယ်။ပန်တိုဂျာလိုချန်ပီယံကြီးနဲ့ရှင်ပြန်ရမှာမို့ ဘိုင်းရဲ့ပွဲစဉ်ကိုစောက်ကြည့်သူအများပြားလည်းရှိခဲ့ပါတယ်။မြန်မာနိုင်ငံမှာတင်မကပဲကမ္ဘာတဝန်းကပါဘန်းနဲ့ပန်တိုဂျာတို့ပွဲစဉ်အဆုံးဖြတ်ကိုစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့အဆိုပါအဆုံးဖြတ်ကိုဒီဇင်ဘာလ9ရက်နေ့မှာမြင်တွေ့ကြရတော့မှာပါ။နှစ်ကုန်ပိုင်းမှာချင်ပြိုင်မလို့အတည်ပြုထားပေမဲ့ခုလောက်ထိမြင်မြန်ဆန်ဆန်ဖြစ်လာလိမ့်မလို့မထင်ထားကြတဲ့သူတွေလည်းရှိပါတယ်။ဘန်ကတော့ဒီပွဲစဉ်အတွက်အဆင်သင့်ဖြစ်နေပြီဆိုတော့ စိန်ခေါ်မှုစကားတွေလည်းဖြစ်ကြွေထားပါပြီကျွန်တော်နိုင်တော်မှပန်တူဂျာကအိုနေပြီလို့အတန်ထွက်မလာနဲ့ဆိုပြီးဘန်ကတော့ယုံကြည်ရှိရှိစွာနဲ့တတိပေးစကားတွေပါဆိုလာခဲ့တာပါဘန်ကအစ်စ်ငယ်သေးတဲ့အတွက်ဒီပွဲမှာရှေချော်လျှော်ဖြစ်ကမှားရုံးမယ်လို့တချို့ကလည်းရှေ့ပြေးခံမှန်းရှိတွေလည်းရှိနေခဲ့တာပါဘန်ကဒီလောကကိုရှေ့ချတာလဲတတန်းနုတေးတလို့ပွဲစဉ်ကလည်းနေသေးတာကြောင့်ပါဒါကြောင့်မို့ပန်တူဂျာလို၅ပွဲဆက်တိုက်ချန်ပီယံခပအလူတော်ကို တောက်ခံထားနိုင်သူနဲ့ရင်ဆိုင်ရမယ့်အချိန်မှာတော့ဘန်အတွက်စိတ်ပူစရာလေးတွေက ရှိလာခဲ့တာပါ UFC ရဲ့အထိတ်တန်းဘရင်တူဖြစ်တဲ့ပန်တိုဂျာကိုကျော်နိုင်ပါမလားလို့စိုးရိမ်နေကြတာပါဒါပေမဲ့လည်းပန်ကလည်းပေါ်တေတေကစားသမားတယောက်တော့မဟုတ်ဘူးဆိုတာကိုပိတ်သက်တွေကမိထားလို့မရတဲ့အဖြစ်တစ်ချက်ဖြစ်ပါတယ်ဘန်ကပြိုင်ပွဲမပြိုင်ခင်လက်နဲ့ရှိတဲ့အရှင်ကာလတွေမှာလေ့ကျင့်မှုတွေကိုနေ့စဉ်မပြတ်လုပ်နေခဲ့တာဖြစ်ပါတယ်တွေ့အတွက်လိုအပ်တဲ့ပြင်ဆင်ရှစ်တွေကိုလည်းကျင်းတွေမှာသေချာပြင်ဆင်နေခဲ့တာမို့ ယုံကြည်ချက်ကတော့ထိတ်ဆုံးဖြစ်နေတာပါပန်တိုဂျာနဲ့အားနဲ့ရှိတွေကိုတေချာလေးလာထားတဲ့သူ့လိုလူမျိုးနဲ့တွေ့ရမယ့်အချိန်မှာသူ့ထက်မနည်းအောင်ပြင်ဆင်ထားဖို့လိုတဲ့ဆိုပြီးတော့ဘန်ကတော့သူကအကျိုးတင်ပြင်ဆင်ထားတာကိုထုတ်ပြောခဲ့တာပါဘန်ကဒီပွဲမှာသူ့ချန်ပီယံခပလူနိုင်လိမ့်မယ်လို့အပြည့်အဝကိုယုံကြည်ထားတာပါဒီပွဲမှာဒါဘန်အနိုင်ရခဲ့မှဆိုရင်မြန်မာနိုင်ငံအတွက်နိုင်ငံကုံဆောင်တယောက်ဖြစ်လာခဲ့မှာပါတာတင်မကသေးပဲ အာရှမှဘန်က UFC ရဲ့ပထမဆုံးအာရှသားချန်ပီယံခပပိုင်ရှင်ဖြစ်လာခဲ့မှာပါဒါအဖြစ်စုကျင်းငွေတွေလည်းဘန်ရဲ့တပွားလုံးကိုပြောင်းလဲပေးနိုင်လိမ့်မယ်ပမာဏမျိုးဖြစ်ပါလိမ့်မယ်မြန်မာလူမျိုးတွေကြားမှာတော့ဘန်ဒါတီပွဲနိုင်တွားရင်ဘီလီယံတထေးဖြစ်ပြီးဟိတ်ဆိုပြီးတော့ကုန်ယူဝင်ကြွားနေတာဖြစ်ပါတယ်။ဒါပြင်ဘန်နဲ့အလုတ်တွဲလို့ရှင်သူတွေလည်းများလာမှာပါ။မြန်မာနိုင်ငံမှာဆိုလေဘန်ကိုမင်တာတင်ရှင်သူတောင်ရှိနေတာပါ။ ။ဗန်ကသူ့အတွက်ဘွားကိုပြောင်းလဲနိုင်မယ့်အရာဖြစ်တာမို့တေချာကိုပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ဗန်ကမြန်မာနိုင်ငံအတွက်ဆိုရင်လည်းမြန်မာလူမျိုးဖြစ်ကြောင်းအမြဲထုတ်ပြနေတတ်တာပါ။မြန်မာလူမျိုးတွေအတွက်တော့ဗန်ကမျှော်လင့်ရှိရောင်ကြီးတစ်ခုဆိုလည်းမမှားပါဘူး။ဗန်တို့ရဲ့ပွဲစဉ်ကိုမြန်မာလူမျိုးအများပြားကလာရောက်အားပေးကြမှာဖြစ်ပါတယ်။ပိတ်တက်ကြီးရောပန်တို့ကြောင့်ကိုဗန်ကအနိုင်ယူနိုင်လိမ့်မယ်လို့ယုံကြည်လား။အနိုင်ရရှိဖို့အတွက်ဆူတောင်းပေးခဲ့ကြပါအောင်ရှင်တချို့ပေးခဲ့ကြလို့ကျေးဇူးတင်ပါရှင်